နိုင်လိုက်တယ်။ကလေးကတိုင်းစစ်ပွဲမှာလူနှစ်သိန်းလောက်ထိခိုက်တယ်။တသိန်းကျော်သေသွားတယ်။အဲ့ဒါနဲ့သူနောက်ဆင်းလိုက်တော့ဆိုပြီးအတော့ကရရဲ့နောက်ဆင်းလိုက်တော့အဲ့တော့သူနဲ့အဲ့လိုက်ကနေ့အိန္ဒိယလောက်မကျဲဘူးလို့ပြောခနေ့တိုင်းကကြီးတဲ့ပိုးချဲလာတယ်။မြမပြည့်ပြောမယ်ဆိုလို့ရှိရင်တော်ထားပြီးကြီးရဲ့မြန်မာနိုင်ငံ တော့အဲ့တော့ဒါတော့သိကြပါလိမ့်မယ်သမိုင်းသွားတွေပထမမြန်မာနိုင်ငံတော်ဒုတိယမြန်မာနိုင်ငံတော်တတိယမြန်မာနိုင်ငံတော်သရုတ်တမြန်မာနိုင်ငံတော်ဆိုခနည်းရှိတဲ့မြန်မာနိုင်ငံတော်သရုတ်တမြန်မာနိုင်ငံတော်တော့မကျေဘူးနော်မကျေဘူးအမည်ဒေသတွေဆုံးရှုံးနေတာတွေရှိတယ်ဥပမာပဲဆိုတော့သရုတ်တမြန်မာနိုင်ငံတော်ကမဏိပူရာတို့အာတန်တို့အဲ့ဒါတွေက ြန်မာပြည်ထဲမှာပါတယ်ပေါ့တချို့အားတွေအခုမြန်မာပြည်ပြည်ပဲရောက်သွားပြီအဲ့လိုလေးတွေတော့ရှိတယ်နော်ဒါသမိုင်းကြောင်းနဲ့ကြည့်လိုက်လို့ရှင်အဲ့တော့မြတ်စွာဘုရားကသက်တော်80လောက်80ကျော်80ဒီဒီအရွယ်လောက်ပါဘုရားအမြဲတမ်းခရီးသွားတယ်သက်တော်ကြည့်တဲ့ခရီးသွားတာဘောင်းတို့ခရီးသွားတာတော့ဆို ဖယားပွင့်လာတာကိုကလောကသားတွေအကျိုးအတွက်ပွင့်လာအဲ့တော့ယသဗျာစီလာရောက်ဖူးမြော်ခြင်းမရှိတဲ့ဖူးမြော်နိုင်ခြင်းမရှိတဲ့တဲ့ရကြည်တဲ့ပုဂ္ဂိုလ်တွေကလေးသူငယ်တွေဟာစပေါ့ဒိဋ္ဌအတိတိမှာရှိတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဖူးခွင်တရားနာခွင်ရအောင်မြတ်စွာဘုရားခီးထွက်တာတယ်မြဲလားအဲ့လိုခီးထွက်လို့ရှိရင် ကနေ့အခုထွက်လာတဲ့ခကြီးကတော့ရသဗျာပဲအနေထွက်လာတယ်ဆိုတော့မပါဘူးမန္နတိုင်းထဲမှာခီးသွားရင်ပါဝါမြို့ကိုရောက်လာတယ်အဲ့ဒီကစထားတာနော်ပါဝါမြို့ကိုရောက်လာတယ်ရောက်လာတဲ့အခါကျတော့ ပဋိင်္ဆေယစုံဒရဲ့အဲ့ဥယျာဉ်ထဲမှာနေတယ်။နောက်ဆုံးခီးမှလည်းပဲအဲ့တိုင်းပဲလေ။စုံဒရဲ့ဆွမ်းကိုစားပြီးတော့ဝန်းလျှော်တာလေနောက်ဆုံးခီးရအဲ့ဒါတက်တော်ရှစ်စဲဒါအဲ့ဒီခီးမဟုတ်ဘူးအဲ့ဒီလည်းစောတဲ့ခီး။အဲ့တော့မြတ်စွာဘုရားဘယ်ကတာရာဖြစ်နိုင်တော့ဆိုတော့ဖျားသွားတဲ့လမ်းကြောင်းကြီးကရှိတယ် ကာတိကောတလာတို့တက်ကတို့ကလာလို့ရှင်ကပိလောကနေပြီးတော့ကာတိကောတလာဖြတ်အဲ့ဒီကနေပြီးတော့မလဖြတ်မလတိုင်းကိုကြော်တဲ့အခါကျတော့ဝိတာလိဝိစီတိုင်းဖြတ်အဲ့ဒီကနေရာဇကျူအဲ့ချမှာပဲသွားနာပဲဖရာနော်ရာဇကျူနဲ့တဝုထိချမှာသွားတာများတယ်အဲ့ခီးစင်အာဒါမှန်ကြည့်လို့သိရအောင်ပြောတာနော် ရာဇဂျုနဲ့တောက်ထီချမှာသွားလိရှိတယ်ဖရာအခုပဲအလာရဲဆိုတာတော့မထင်ရှားဘူးတောက်ထီကပဲလာသလားရာဇဂျုကပဲလာရလားတခုတော့ကြွလာတာပဲအဲ့ဒီကြွလာပြီးတော့မန္တတိုင်းကိုရောက်ပြီးတော့မန္တတိုင်းမှာပရိစ္ဆာဆုံးနာရဲ့အံဘဝနာဆိုတဲ့ဥယျာဉ်နဲ့ရောက်လာတယ်နောက်ဆုံးခရီးတော့ငါတော့ နောက်ဆုံးခီးကြတော့မြတ်စွာဘုရားပြရလာတာတော့ဆိုဝိတာလီရလာတာအဲ့ဒါနောက်ဆုံးခီးအဲ့ဒါကြတော့ခီးစဉ်လေးတွေပြထားရှိတယ်တတော်80ကဆုံလားဆိုရင်ပြည့်တော့မယ်ဆိုတဲ့အချိန်တတော်80ရဲ့အရာတတော်80ပြည့်တဲ့နေ့မှာပြိဋိဘတ်ဆောင်မှာဆိုတော့ဝိတာလီမှာဝါဆိုပြီးတော့အဲ့ဒီကနေထွက်လာတာဝိလူဝကမှာဆိုနေရာမှာ

ဆုံးဆုံးနဲ့လင်းပြတာတော့မဟာပရိနိဗ္ဗာန်မှာပြထားတယ်เนาะနောက်ဆုံးခီးမှာအဲ့ဒီခီးစင်တယ်အခုလည်းပဲဝိသလိယလာတယ်ဆိုဒီလန်ညောင်းမဖြစ်မယ်เนาะဒီလန်ညောင်းမလောက်ပဲသာဝုထိဘက်ကလာတယ်ဆိုရင်တော့ဒီလန်ညောင်းမဟုတ်ဘူးရာဇဂျုကလာရင်ဒီလန်ညောင်းမယ်လန်ညောင်းအသွားပြန်လို့သွားနေတာဖရာဆုံးဆံလို့သွားနေတာအဲ့တော့သံဘူးကမဆိုရရွာနေပြီးတော့ဘောကတက္ကရာကိုရောက်တယ် ဘောကတကရာကိုဖြတ်တန်းပြီးတဲ့အခါအခုပြောတဲ့ပါဝါရောက်တာပါဝါနေဆက်ကြွားရင်ဘယ်တော့ကုသနိုင်အောင်ရောက်တာဒါဖရခီးစင်နော်နောက်ဆုံးခီးစင်အခုချိန်ကတော့ဖေကိုကြွားရဲဆိုတာမထင်ရှားဘူးမန္တတိုင်းနဲ့မှခီးသွားရင်ပါဝါကိုရောက်လာတယ်ဖေချိန်လောက်တုန်းဆိုတာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာကတတ်တော်ထေရှားရှိနေသေးတယ် ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားကတနှစ်တည်းပဲတတိယဆန္ဒတနှစ်တည်းဆိုတာရှင်သာရိပုတ္တရာကတဆောင်မုံလာပြီနေပါပြိဋိဘန်ဆန္ဒနဲ့မြတ်စွာဘုရားကလာမဲ့ကဆုံလာပြီကြမှာပြိဋိဘန်ဆန္ဒတော့နှစ်ကတူတူပဲလို့ပြောတယ်တဆောင်မုံနဲ့တော့ပြသူတို့တဲ့တခုအဲ့ဒီတို့ဆက်သွားမယ်ဟာပေါ့နှစ်တော့ကွဲပါပေါ့လေနော်လာလာကအဲ့ဒါတော့ရှိတယ် တသောမဟုတ်နဲ့တော့ပြသူတပူတယ်တပေါင်းဒါအဲ့ဒီနှစ်နဲ့တွေ့လို့ရှိရင်အဲ့ဒီဘက်ကလေးလာတကူးကဆုံတော့နှစ်လားခုနှစ်လားလောက်กว่าနော်အဲ့ဒါကတက်တော့ရှစ်ဆယ်အခုကအဲ့ဒီခီးမဟုတ်ဘူးရှင်သာရိပုတ္တရာပါလာတဲ့အခုဟာပါလာသည့်အတွက်ကြောင့်တက်တော့ရှစ်ဆယ်ခီးမဟုတ်ဘူးသို့တော့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ ချင်းဖရာလို့ခေါ်တဲ့နိကန္ဒနာတ္တဗုဒ္ဓကအဲ့ဒီပါဝါမြို့မှာသူကွယ်လွန်သွားတယ်။နော်ချင်းဖရာကပါဝါမြို့မှာကွယ်လွန်သွားတယ်။ခဏထီအောင်ချင်းဖရာရဲ့တပည့်တာဝကတွေရှိတယ်။ချင်းဖုန်ကြီးဆိုတာရှိတယ်နော်။ချင်းဆိုတဲ့အဓိပ္ပာယ်ကစိနစိနဆိုတာအောင်နိုင်သူလို့သူတို့ကိုသူတို့နာမည်ပေးထားတာ။အဲ့ဒါကိုအိန္ဒိယအတန်နဲ့ထွက်တဲ့အခါဂျီနာ နော်အဲ့ဒီအတန်လေးကိုမှတ်ထားမယ်ဆိုလို့ရှိရင်စစစစညအဲ့ဒီတည်းပဲစစစစအဲ့ဒီလေးလုံးအတန်ကွဲတယ်လို့မှတ်ထားပမာကစလုံးစလေးစကွဲ စပြည့်စွဲနော်စစစစလို့ဖတ်တယ်အိန္ဒိယတန်နဲ့ကြတော့ကြချာကြချာလို့ဖတ်တယ်နော်ကြချာကြချာ စလုံးကြတော့ကြဒါဘုသစ္စာကိုစัจ जा လို့ဖတ်တယ်နော်စလုံးကြတော့ခြတဲ့ကချာမိခိသာမိကိုကချာမိအဲ့လိုဖတ်တယ်နောက်ပြီးတော့စိနာကြတော့ချိနာလို့ဖတ်တယ်ဒါဘုအိန္ဒိယနိုင်ငံမယ်ဒီမှာစာခွဲနဲ့ဆိုရင်စံချီကန်ဒီစာကြောက်လိုက်ကြတယ်စံချီဆိုတာသင်စရာပဲ တင်ဆရာကိုဖလာတဲ့အခါစံကြည်လို့ဖြစ်သွားတာသူတို့ကအတန်တွေပြောင်းတာပေါ့နော်စံကြည်ရစံကြည်ရကိုစံကြည်လို့ဖတ်တယ်ဒါသူတို့ကဖတ်တဲ့နီးပေါ့နော်စာခွဲကိုခြေနဲ့ဖတ်တာပေါ့ဒါတော့ရှိတာပဲနော်အခုဟိုရင်းနေကြည့်ပါလား စာကွဲကိုခြားနေဖတ်တာရှိတယ်လို့။နော်။ဆန်းဟူစီလို့ရေးထားပြီးတော့လူတွေဖတ်တာဆန်းဟူစီခြေနဲ့ရေးတာအဲ့ပဲဈေးလို့ဖတ်တာအခြေမဟုတ်ဘူးသူကြတော့နော်။အဲ့ဒါကြတော့ပါတဲ့လို့ဆိုဆန်ဖရန်စစ္စကိုရောအမေရိကမှာဆန်းဟူစီလို့အဲ့ဒါတွေကစပိန်နာမည်တွေစပိန်စကားလုံးတွေ အဲ့ဒီဘက်ကစပိန်စကားပြောတဲ့မက္ကဆီကိုနဲ့နေတယ်။ဒါအရဘုသူတ္တပြောပြတာပါ။အတန်တွက်ကအဲ့ဒါကွက်ပြားမှုရှိတယ်လို့နော်။ဒါကြတော့ဆလို့ဖတ်တယ်။အဲ့ဒီငါလုံးဝမှတ်ထား။ဒါကိုဆဆလုံးကိုကြဆလိန်ကိုချအစင်တိုင်းပဲ။ဆာခွဲကြတော့ခါကေချ။ဆာမင်းတွေကြတော့ခါကြီးချ။ အဲ့လိုဆိုလို့ရနော်အဲ့ဒါလို့ဖတ်တာအဲ့တော့ချိန်ဖရာချိန်ဖရာနဲ့ခေါ်တာချိနာကိုခေါ်တာသူတို့ကချိနာချိန်ကိုင်းလို့ပြောတဲ့အခါကျတော့ချိနာရဲ့တပည့်တွေကျတော့ဂျိုင်းနာလို့အိန္ဒိယကသုံးတယ်နော်ချိနာရဲ့တပည့်ကိုဂျိုင်းနာလို့သုံးတယ်အဲ့ဒါကြောင့်မို့လို့ဂျိုင်းနာကနေပြီးတော့အခုဂျိုင်းချိန်လို့ဒီလိုအသံထွက်လာတာ အဲ့တော့ချင်းဖုန်ကြီးဆိုတာအဲ့ဒါပြောတာနော်သူတို့ကိုသူတို့အောင်းနိုင်သူ စီနာဆိုတဲ့အတိပဲနဲ့ပြောတာဘုရားဝတ္တရိပမာရီအားလည်းပြောကြတာပဲအရဟံဘဂဝါစီနောဆိုတာအဲ့ဒီစီနောပဲစီနောရတာတို့ဘသူတို့ဒီစီနောအချီနောပဲနော်သူတို့ကလည်းအဲ့ဒီအတိပဲယူထားတာအဲ့ဒီအတိပဲပဲအဲ့တော့ မြတ်စွာဘုရားဒီပါဝါကိုကြွားတဲ့ခยีဟာအခုကြွားတဲ့ခยีဟာတတ်တော်နှစ်ကျော်တဲ့အချိန်မှကြွားတာလို့ပြောလို့ရတယ်80မတိုင်ခင်စောစောကြွားတယ်လို့လည်းပြောလို့ရတယ်ဘာလို့လို့ဆိုရင်နောက်ပိုင်းမှာစာထဲမှာပါလာတယ်မြတ်စွာဘုရားပါဝါရောက်တဲ့အချိန်မှာတဲ့မကြခင်ကမှမကြခင်လာနေခဲ့လို့လည်းဖြစ်ချင်းဖြစ်မယ်ပေါ့မကြခင်ကမှ <laughs> <laughs> 你讲那 Means, 那、no? ceu, 那不打，把我们买回来都好意思？那人家自己开的吧？人家哪来的？人家 hobby，人家说呀，把我们买，哪哪点也把我们，叫来的。人家把我们，人家说呀，我雇人呢，送家送的，把人家人家吃呢，送家送的，人家人家吃，人家得有那妈的那点东西。 အဲ့ဒီစုံနာဗုဒ္ဓဘာသာဖရာအကြောင်းဆောက်ပေးထားတာအဲ့တော့ဖရာကြောတဲ့အချိန်မှာမန္လာဆိုတဲ့ဘယင်းနေအလူမျိုးအုပ်စုတစ်ခုပေါ့နော်မန္လာဆိုတာဟိုသူတို့ကခဏရာသာလို့ခေါ်တယ်ခရုဟိုတင်းပေါ့တယောက်တည်းအုပ်ချုပ်တာမဟုတ်ဘူး ဩဒီခကိစစ်တန်လို့ခေါ်တယ်ဩဒီခကိဆရာဟိုတူတဲ့ဘယင်းစနစ်နဲ့အုပ်ချုပ်တာမဟုတ်ဘူးအဖွဲနဲ့အုပ်ချုပ်တာမန္လာလူမျိုးတွေကအဖွဲဖွဲ့ပြီးတော့အုပ်ချုပ်တာ ခုခေတ်ပါနဲ့တူတော့ဆိုလို့ရှိရင်တော့ပါဠိမန်ဒီပုတ်ပါဠိမန်အစုနဲ့တတ်ထူတယ်ပေါ့နော်သူတို့မန္လာလူမျိုးတွေကအုပ်ချုပ်တာ သူတို့မန္လမျိုးနွယ်စုတွေကလူမျိုးနွယ်စုတခုကအုပ်ချုပ်တာသူတို့အုပ်ဆိုးတဲ့လူမျိုးဝေးသားလိမှလည်းပဲလက်စွေတွေကအုပ်ဆိုးတာဩအဲ့လိုအုပ်ဆိုးတာအုပ်ဆိုးလိုက်အဲ့ဒါကိုစာပေထဲမှာခဏရာအလိုခေါ်တယ်အဆုလိုက် ပြင်ပြကြတာတယောက်တည်းမဟုတ်ဘူးတာကိဝင်းနေရဲ့တက်ကတိုင်းကလည်းပဲထုတ်တူပဲအဆုလိုက် ဒါကြောင့်မို့တုတ်တော်ရဏမင်းကြီးကဣကရိပယင်မဟုတ်ဘူး။ဟောဣကရိပယင်မဟုတ်ဘူး။ကောသလတို့ဖိပိတာရတို့ကဣကရတိ။သူတို့ကဣကရတိ။ကပိလဝုကိုအုတ်ဆိုရကတုတ်တော်ရဏဘယင်ကြီးကအုတ်ဆိုတယ်အဲ့ဒီချိန်မှာဒါပေမဲ့အလှဲ့ကြမင်းပြူရတယ်သူတို့ကအခုမန္လတိုင်းကလည်းပဲအလှဲ့ကြပဲ။ ဝိစီတိုင်းကလည်းပဲလှဲ့ကြမင်းပြကြတာသူတို့မှဘာရှိတုံးဆိုရင်တိုင်းမင်းဆွေးနွေးတဲ့ခဏိခေဆိုလို့ရှိရင်လွတ်တော်တို့အစည်းဝေးခမကြီးတွေတို့ဆောက်တယ်သူတို့အဲ့ဒါကိုပါဠိပါတန်ထာကာရလို့ခေါ်တယ်သူတို့ခေတ်ကခေါ်တယ်ဟောအခုအိန္ဒိယမှာလည်းပဲအခေါ်တစ်ခုရှိတယ်ပัญจာယလို့ခေါ်သလားမသိဘူးအဲ့ဒီခေါ်ရှိတယ်သမဏနေတဲ့နေရာကျတော့ဘုဝံတို့အဲ့လိုခေါ်တယ်ထင်တယ်သိချာတော့ သူတို့ပါဠိနာမည်တွေပဲဒီဟာအဲ့တို့သူတို့ခေါ်ဝေါ်ဒီဟာခဏိတိ PJP ပါတီဆိုတာသတင်းစာတွေဖတ်ရင်တော့သိမှာပေါ့နော် PJP အိန္ဒိယမှာအုပ်စိုးတဲ့ PJP ဘုန်းကြီးတို့တော့ပါဠိနဲ့နှိစက်တဲ့အခါကျတော့အဲ့နာမည်တွေကိုစိတ်ဝင်စားတယ် P ဆိုတာဘာလို့ပါရတိယ C ဆိုတာချနာတာ para dia cenada padiga ingli saka no tru tong hara o pyo pya no ingli ne india saka ne twet tong hara de chu wa ma tong ya bu lu lu ba lo lu pyo lo di ba le we dhamma da ya tadana center so center so ingli saka we ta we twet tong hara no တချို့အဲ့ဒါတော့နောက်ပဲအပြစ်လို့ထင်နေပပရီက ဒါနဲ့အုံနောက်ကလေးကျုပ်နေတယ်။သူများနိုင်ငံတွေမှာဗာရတိယဆိုတာဗာရတိယဆိုတာသူတို့နိုင်ငံဗာရလို့ခေါ်တယ်။ဗာရတနိုင်ငံတော်ပေါ့။ဗာရတိယခြဏတာဆိုတာစဏတာလူအပေါင်းလူဓုလို့ဆိုလို့တယ်။ဗမာစကားနဲ့ကြတော့လူဓုသို့မဟုတ်ပြီးပေါ့ပြည်သူပြည်သူလို့တွေပဲရတယ်။စဏတာဆိုတာပြည်သူသို့မဟုတ်လူဓုခဏခေတော့ပြည်သူလို့သုံးတယ်။ para dia cenada padi isra para dia para da nainga tidu padi lo solore ini ada re beji bo hola mola no baby ma ati piu bo pichi pi lo khore tu ra di ho ni dong ga le be ari name re tau ne tu ra ba ူရာ PJB စာတစ်ခုရှိသေးတယ်အဲ့ဒီကတိဟိုတော့ငါဟာချေပီပီတဲ့သူတို့ကြတော့အဲ့ဒါတော့တပုံတိဟိုတပုံကချေပီပီဆိုတိဟိုတပုံဗမာပြည်မှာရှစ်လေးလုံးခါတော့အရေးခင်းဖြစ်နေတယ်လို့တိဟိုမှလည်းဘုန်းကြီးတော့အဲ့ဒီချိန်ရောက်တာဆိုပြဿနာတွေအကြီးကျယ်ဖြစ်တယ် အဲ့ဒါခြေပိပိပါတိခြေပိပိဆိုတာခြေပွီပိခြေရဲ့ပွီရဲ့ပိရဲ့ခြေပိပိအဲ့ဒါကလုံးကလည်းဗာအိဗေတော့ဆိုခြေကခြနတာပဲတူတူပဲသူတို့ပါဠိပြီးသူဝိမု ക്തി ဆိုတာလွတ်မြောက်ရေးပြီးသူလွတ်မြောက်ရေးအဲ့နာမည်နော်ပြီးသူလွတ်မြောက်ရေးပါတိယပါတိပဲတဲ့ ခြေပီပီအဲ့ဒီခြေပီပီပါတိကအဲ့ဒီမှာဟိုတနေ့ကလုံးကိုညမြင်နေပြောက်လုပ်ထားတာနေ့ကြတော့မရှိဘူးပဲနေမှာမသိရှူချီပေါ့လေဒီခေါ်တယ်အနာဂရောင်လုပ်ပြီးတော့ညကြတော့တို့ထွက်လာထွက်လာပြီးဟိုဝင်တိုက်ဒီဝင်တိုက်တိုက်တာအခြေပီပီပြတ်တယ်အဲ့တော့သူတို့စီမှာလေထီသုံးနေသုံးနာကိုပြောပြတာ เนาะအဲ့တော့ဒီချိန်နာဆိုတာ ਨੇ ပတ်သက်ပြီးတော့ပြောတဲ့စကားပေါ့เนาะအခုမန္လဆိုတာပမပြည့်မပမလူမျိုးတွေကဖွဲ့ပေးထားတာဖန်တူးလစစ်သူချီတည်ကြလိမ့်မယ်เนาะငါပရင်ကဖန်တူးလစစ်သူချီဖန်တူးလ origin ကအဲ့ဒီပါဝါကမလာတိုင်းက ตัวลูน่าแม่กว่าปันดุละอะไรกันล่ะน่ะแม่ประมาณน่ะแม่มาเนจันปันดุละสักล้านน่ะแม่อะไรกูเพื่อจะใส่ในเนี่ยปันดุละลูน่ะแม่ปีละถ้าแกปันดุละก็ฮอริมันละได้มาสิมันละเมน่ะปันดุละตู้จังเลยอยู่ในเดบิวบี้ปันดุละเย่กอดละเย่ฟื้นสีนั่งงะมหาลีย์ no, mahali ye, pandula ye, kodala ka pati nadi ye. Terus, cawan hari, tega tu cawan tu cawan tu kau tengar. Tersai bedi terus, pinya tu bedi. Tengah jentau yang, tega tu apa masih ada unsur Pakistan ni kan ni masih. Ayo, tega tila, te tega sila so mew, ada apa tu apa pinya tengar. ူကဒီကဘယင်းနေရသူတို့သာသမီးတွေကအဲ့ဒီလွတ်လိုက်တာလွတ်လိုက်တော့ဟိုမှာဆုံညတာဟိုမှာဆုံညတာကောသလတိုင်းကပတိနတိမန္လာတိုင်းကပန္ဒုလနော်ဝေဒာလီကမဟာလီအဲ့ဒီ၃ယောက်က